Hello everyone, guess it's Harlan. If you're not just like by it, you guest do a quick reading bono. Uh collective reading, you guys got to be me, program mirror so it's ဖြစ်စီမှာဖြစ်ပါရဲ့ဆိုတာဒါလေးကလည်းအချစ်ရဲ့အတွက်ပဲဖြစ်မယ်ပေါ့နော် so love ကိုရဲ့ love interest ကိုစိတ်ထဲမှာရှိနေတဲ့သူပေါ့နော်ဒီလူကိုဘာ message တွေပေးချင်နေလဲကို့ကိုဘာတွေပေးသိချင်လဲကို့ကိုဘာတွေပြောချင်လဲသူစိတ်ထဲမှာဘာရှိနေလဲပေါ့နော် so အဲ့ဒါလေးတွေကို case study မှာကြည့်ပေးတော့မှာဖြစ်ပါရဲ့ so ပြောပြတဲ့အခါကျတော့ရှိအနာဂတ်မှာပေါ့နော်နေရောက်ကဘာဆက်ဖြစ်နိုင်လဲဆိုတဲ့ဥစ္စာလေးပါ case study မှာအကုန်လုံးကြည့်ပေးမယ်ပေါ့နော် so collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုနဲ့ energy အတီးကြတော့ခင်ရှင်မှာကိုင်ညီလိုက်မယ်ကဲ energy ကိုင်ညီရဲ့ဆိုလို့ရှိ reading guest ကို comment ထဲမှာပြောခဲ့ပါเนาะအကဲကိုပိုင် personal reading ကြီးကျင်နေဆိုလို့ရှိရင်เนาะဒီနေရာမှာ guest ကိုလာပြောဆက်သွင်းပြီးတော့မင်းမြန်လို့ရပါတယ် okay so guest တို့ကြီးကြီးရအောင်ဆိုတော့ um ဒါချင်းပြီးသွားတဲ့ခါကျလို့ရှိရင်နောက်ဆုံးနားလေးမှာပေါ့เนาะဒီ situation ပေါ်မူတည်ပြီးတော့ဘယ်လိုမျိုးပြန်ပြီးတော့ပေါ့เนาะ fix လုပ်လို့ရမလဲဒီဒုနဲ့ပေါ့เนาะအာလုပ်လို့ရတဲ့အစီအရာလေးတွေကို guest နောက်ဆုံးနားလေးမှာထည့်ပြီးတော့ပြောပြပါမယ်เนาะ ဆိုတော့ချီချီကအောင်ဆိုတော့ဘကွေးကိုရဲ့စိတ်ထဲမှာပေါ့နော်ဒီလူရဲ့ energy လေးကိုပြီးချာလေးပုံဖော်ထားပါဆိုတော့အခုက collective reading collective တွေ့ကြောထုံမဖြစ်ပါရဲ့ဆိုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအတွက်ပေါ့နော်ဆိုကဲစတူချီအောင်โอเคဆိုရင် oh snooping okay so social media မှာကို stock နေတယ် psychiatry reading နေကိုအကြောင်းကြည့်နေတာဖြစ်နိုင်နေတာမဟုတ်ကိုကသူအကြောင်းကြည့်နေတာဖြစ်နိုင်နေ the x okay the body situation really gets မြင်နေ unfaithful of triangle x in question okay fighting okay so don't trust issue one sided detach so တဖက်က လုံးဝကယူမဆိုင်ဘူးအာဒါပေမဲ့တစ်ဖက်ကအရင်ဆွဆွလန်းလန်းကယူဆိုင်နေတဲ့ stock နေတဲ့အဲ့လို energy မျိုးရရှိရပေါ့နော်음 okay so okay ရွေးအခုလက်ရှိချစ်သူဆိုလို့ရှိရင်သူ့ရဲ့ h ကပြန်လာပြီးတော့ stock နေရမျိုးရရှိနိုင်တဲ့ h ကြောင့်ပြဿနာတွေတက်တာရန်နေဖြစ်တာမျိုးရရှိနိုင်နေပေါ့နော် ဒါမှမဟုတ်လေအကယ်၍လမ်းကွဲသွားတဲ့ဆက်ဆံရေးဆိုလို့ရှိရင် x ကကိုပြန်လာပြီး stop နေတာမျိုးတွေဖြစ်နိုင်နေเนาะဆိုတော့ဆက်ချီရအောင် infatuation denial obsession attraction okay ဆိုတော့အခုချိန်ထိတော့တစ်ဖက်က obsessed ဖြစ်နေတော့မဲလို့တော့ gas မြင်နေဆိုတော့ကိုဘက်ကလည်းဖြစ်နိုင်နေသူ့ဘက်ကလည်းဖြစ်နိုင်နေ rock bottom karma jail legal issues like falling apart ဆိုတော့အကဲကိုပေါ်မှာတရားရောက်ကတခုခုမှိုင်းယွင်းခဲ့တာမျိုးပေါ့နော်ရှိတယ်ဆိုလို့ရှိရင်ဒီလူလည်းသူ့ရဲ့ karma ကိုသူပြန်ပြီးတော့ခံရတယ်သူ့ရဲ့ um ကြံကြမှာပေါ့နော်သူအတုံးအလှဲကိုသူခံရတဲ့ပုံစံမျိုးလေးကိုမြင်နေ maybe ကိုအရန်ဒုက္ခပြီးခဲ့ရမျိုးဆိုလို့ရှိရင်လည်းပေါ့နော်သူဒီဒုက္ခနဲ့စားတူ သူပြန်ပြီးတော့ခံစားနေရတဲ့ပုံစံမျိုးလေးကိုတော့ guess မြင်နေဆိုတော့ ဆိုတော့ gas ကတော့လေ um ဒီ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 ဥစ္စာရဲ့ energy ကတော်တော်လေးကိုတော့ခက်ခဲတဲ့ပုံစံမျိုးလေးကို gas မြင်နေ။ကြေကိုကအခုချိန်ဒီ fix လုပ် change ရှိနေသေးတာဆိုရှင်တော့အရင်အောင်ခက်ခဲနိုင်ရပေါ့နော်။ဆိုတော့ um push and pull power struggle imbalance stubborn ဆိုကို push and pull တွေလုပ်နေရလဲဖြစ်နိုင်တာပေါ့နော်။အဲ energy လဲ gas ရတယ်။ So just a bit on. Communication, mm -hmm. message, conversation, expressing feelings. ဆိုတော့ကို့စာရေးပို့ဖို့ရေးထားတာရှိလိမ့်မယ်ပေါ့နော်သူကချမ်းမှာဆိုတော့อืมစတဲ့ပြန်ရဖို့အတွက်ပေါ့နော်နီးစက်နေရလို့တော့ gas မြင်းနေပြန်လို့ချင်တဲ့လူတွေပေါ့နော်စတဲ့ပြန်လို့ချင်တဲ့သူတွေတော့စတဲ့ပြန်ရနိုင်တယ်စချီရအောင် pictures regrets reminiscing you missing you so အစပိုင်းမှာဒီလူကမကောင်းခဲ့ပေမဲ့ပေါ့နော်အခုချိန်မှာအခုလက်ရှိချိန်မှာ ကိုယ်ပေါ့နော်သူ့ဘက်ကနေပြီးတော့တော်တော်လေးကိုလွမ်းနေတည်းရရတယ်ကိုယ်လာစတော့နေရာရရှိတယ်ပေါ့နော်အမ်စကားကြီးလည်းပြောချင်တယ်သူမှပြောချင်တဲ့စကားကြီးလည်းအများကြီးပဲ maybe စာရီးရေးပြီးတော့ကိုမပို့ဖြစ်ဖ ೇನೆ ပြန်ပြန်ဖြတ်လိုက်တာကြီးလည်းရှိမဲဒါမှမဟုတ်ကိုကိုပို့ပြီးမဲ့ကိုက block ထားတော့မတိတာကြီးလည်းရှိနိုင်နေပေါ့နော်ကိုတော့တော်တော်လေးတတိယနေရဲ့ကိုအเจ้าနေပြန်ပြီးတော့အရင်ချိန်မျိုးပြန်ပြီးတော့စဉ်းစားမိနေတယ်ပေါ့နော်တပုံလေးပြန်ကြည့်နေရမျိုးတွေရှိမဲနော် okay so toxic love drama addictions love hate relationship okay so the today yamone energy gets the one idea with your i shall attach picket so the soul energy yarada karmic relationship energy mule gastry upon also go yet relationship pattern got you sorry going on there ကက်စ်ခုနပြောခဲ့ရတဲ့အကုန်လုံးနဲ့တော်တော်လေးကိုကိုက်ညီနေတဲ့တူညီနေဆိုလို့ရှင်ဒါဟာကိုယ် karmic relationship ဖြစ်နိုင်တယ်လို့တော့ guest ဒီမှာပြောခြင်းနဲ့ karmic relationship ဆိုလို့ရှင်တော်တော်များများတော့ရှောင်ကြရပြန်ပြီးတော့မပတ်သက်ကြဘူးပေါ့နော်ဒါပေမဲ့ကိုကတော့ဒါအာကိုစိတ်နဲ့ကိုပဲနော်ဆိုတော့ကိုကအကြပြန်ပတ်သက်ခြင်းနဲ့ပြန်ဆင်ပြေခြင်းနဲ့ဆိုလို့ရှင်လည်းဒါကအာပြန်စူးစမ်းကြည့်ပေါ့ဘာလို့လဲဆိုတော့အကယ်၍ပေါ့နော်သူက maybe ကိုယ့်ပုံမှာတစ်ခုခုမှားရွှင်ခဲ့တယ်เนาะကိုယ့်ပုံမှာတစ်ခုခု तू လွန်ခဲ့တယ်ဆိုလို့ရှိရင်ပေါ့เนาะကိုက तू ပြန်ခွင့်လွတ်ခြင်းတယ်ဆိုလို့ရှိရင်ဒါကိုကိုကိုရဲ့သဘောအတိုင်းပေါ့เนาะသူ့ဘက်ချမ်းကတော့ကိုတော်တော်လေးကိုသတိရတယ်လွမ်းတယ်ကိုနဲ့ပြန်အဆင်ပြေခြင်းတယ်သူ့ဘက်ချမ်းကတော့ကိုစီလာခြင်းစိတ်ရှိတယ်ပေါ့เนาะအကူကလက်ခံမလားလက်မခံဘူးလားဒါကိုရေစုံဖြတ်ချက် သူ့အနေနဲ့ပြောခွင့်ရမယ်ဆိုလို့ရှင်သူပြောချင်တဲ့အကြောင်းအရာဘလို့လဲဆိုတော့ငါခုချိန်မှာမင်းကိုစောင့်ကြည့်နေတယ်။မင်းစီပြန်လာချင်တယ်မင်းကိုစာရီလဲပို့ချင်တယ်။အာဒါပေမဲ့ငါခုချိန်မှာ maybe ပြောမယ်ဆိုလို့ရှိရင်ငါ x နဲ့ပြန်ပြီးပတ်သက်နေတယ်အဲ့အတွက်ကြောင့်မလို့မျက်စိကိုမလာနိုင်ဘူးအာမလာနိုင်သေးဘူးပေါ့နော်ဒါပေမဲ့ငါမျိုးနေတိုင်းနေတိုင်းသတိရတယ်ငါတို့တပုံလေးတွေပြန်ပြီးတော့ထုတ်ကြည့်မိနေတယ် အခုချိန်မှာငါဟာအဆင်မပြေနေဘူးတချို့ကျတော့အဆင်မပြေလို့ AC ကိုပြန်သွားရတဲ့သူတွေရှိနိုင်တယ်အကူကြီးတစ်ခုခုတောင်းဖို့ပေါ့နော်အဲ့လိုရှိနိုင်တယ်ဆိုတော့အာ okay ဆိုတော့ငါလိုလူအတွက်မင်းကတော့ငါ့ကိုစောင့်နေခြင်းမှလည်းစောင့်နေလိမ့်မယ်လိုချင်ခြင်းမှလည်းလိုချင်တော့မယ်ပေါ့နော်ငါတိတယ်ငါနားလေတယ်အဲ့လို energy မျိုးတွေ gas တွေတယ်သူစီကနေလေ ဆိုတော့ငါတို့နှစ်ယောက်က toxic relationship တွေဖြစ်ခဲ့တယ်ငါတို့ရန်တွေဖြစ်ခဲ့ကြရတယ်မလိုအပ်ဖယ်နေပေါ့နော်စကားတွေများခဲ့ကြရတယ်တယောက်ကိုတယောက်စိတ်ထိခိုက်အောင်စိတ်နာအောင်နေပြောခဲ့ကြရတယ်အဲ့အရာကြီးအကုန်လုံးငါပြန်ပြီးတော့တွေးမိတယ်နော်နေတိုင်းနေတိုင်းအာ move on သွားပြီလားငါ့ကိုမေ့သွားပြီလားဆိုတဲ့ဥစ္စာတွေကိုလည်းငါစဉ်းစားမိတယ်တွေးမိတယ်နော်အဲ့လိုပုံစံမျိုး သူ့ဘက်ကနေပြီးတော့ပေါ့နော်อืม အဲ့လို energy vibe မျိုး cancer ဒီမှာမြင်ထားတယ် okay ဆိုတော့အကယ်နှစ်ယောက်ပြန်ပြီးတော့အစဉ်ပြေချင်နေဆိုလို့ရှိရင် cancer အရင်ဆုံး deep karmic energy ကိုခြေသွားတဲ့အထိစောင့်မရမယ်လို့တော့ guess မြင်တယ်เนาะဒီ um နှစ်ယောက်ကြုံတွေ့ရမယ်ကိုစီကိုစီကိုဆက်ရမယ်ဝတ်ကြွေကိုဆက်ရမယ်ပေါ့နော်ပို့ပို့ရမှာလीနော်အဲ့လို energy မျိုး guess မြင်နေဆိုတော့သူ့အနေနဲ့အကယ်၍ ူ့ ex နဲ့ပြန်ပြီးပတ်သက်နေရဆိုလို့ရှိရင်အဲ့ဒါသူ့ပေးသွားလိုက်နော်ကိုဘကအရင်ဆွဲထားဖို့မလုပ်နဲ့ပေါ့နော်အချိန်တန်ရင်ကိုနဲ့ပေါ့နော် divine timing အအဆင်ပြေသွားပြီဆိုကိုစီပြန်ရောက်လာလိမ့်မယ်ဘာလို့လဲဆိုတော့သူကကိုကိုသတိရနေတုံးပဲပေါ့နော် maybe သူ့ ex နဲ့ပြောမယ်ဆိုရှင် toxic relationship ထဲမှာအခုရှိနေရလဲဖြစ်နိုင်တယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော် gas ကတော့လေအကယ်၍သူကက ့ x ကိုပြင်တော့မဟုတ်ဘဲနဲ့ကို x ပေါ့နော်ကိုကအရင် obsess ဖြစ်နေတယ်သူကကျတော့နောက်တစ်ယောက်ရသွားပြီးတော့ a ချမ်းနေတဲ့အဆင်ပြေနေဆိုလို့ရှင်တော့ဒါဟိုလွတ်ပေးလိုက်ပေါ့နော်လွတ်ပေးလိုက်ဟိုသူနဲ့ကိုနဲ့နှစ်ယောက်ရဲ့အာတာဝန်ဒီဒီဒီဘဝမှာလာရောက်တွေ့ဆုံရတဲ့တာဝန်ကြည်ပြီးလို့ကိုသတ်မှတ်ထားလိုက်နော်โอเคအလို့မဟုတ်ဘူးနှစ်ယောက်ကအရင်ချစ်သေးတယ်ကိုကလည်းသူ့အရင်ချစ်သေးတယ်သူကလည်းကိုကိုအရင်ချစ်သေးတယ်ချစ်ရသားနဲ့နှစ်ယောက်ကမနီးဆက်နိုင်ဘူးအကြောင်းမျိုးမျိုးကြောင့်ဝေးကွာနေရတယ် အဲ့လိုပုံစံမျိုးမှာစေတဘောရချင်းနေမတိုက်ဆိုင်လို့ဝေးကွာနေရတယ်အဲ့လိုပုံစံမျိုးရဆိုလို့ရှိရင်တော့ဒီမှာလုံးလို့ရတဲ့အစီအစဉ်လေး guest ဒီမှာ recommend ပေးထားမယ်ပေါ့နော် okay ဆိုတော့ဒီနေ့ reading လေးကတော့ဒီလောက်ပဲ energy ကဒီလောက်ထိပဲထုတ်လို့ရမယ်ပေါ့နော် guest တို့ဒီ reading နဲ့မှာ okay personal reading ကြည့်ချင်တယ်ဆိုရှင် guest ကိုဒီနေ့အားမှာလာပြောဆုံဆန်းလို့ရပါတယ် okay energy ကြည့်ရဆိုရှင် comment တွေမှာလည်းပြောခဲ့ပါ guest တို့နောက်ထပ် reading တွေမှာလည်းပြန်ပြီးတော့တွေ့ကြပါမယ်နော် bye bye